ဣဒမနဝဧကေသောဣတိဝပုရိသောဝနတတဟောတိတမနတဝပြမနတဝအနံပန္နဝဋ္ဌယာနမလကန္ဓဝိလေပနံတယဝတ္ထပတိပေယံဤတဲ့ဥစ္စာများပြရအခြင်းဤတဲ့ဥစ္စာနည်းပါရအခြင်းနဲ့ပတ်သက်လို့မြတ်စွာဘုရားဟောတော်မူတဲ့တရားပဲမနဝတက္ကတာသူပလွလင်ဣဒဤလုံးလောက၌ဤကေသောအချောသောဣတိဝမျိုးသမီးတိတော်၎င်းပုရိသောဝမျိုးသားတိတော်၎င်း ဓာတပိလူလေရှိသည်နာဟောတိမဖြစ်အလှူဒါနဒုက္ခပြုလေမရှိဘူးတမနာတဝါတမနာအာတော်၎င်းပြမနာတဝါပြမနာအာတော်၎င်းအနံသမင်းကို၎င်းဝါသွန်းကို၎င်းပါဏအဖျော်ယမကကို၎င်းဝဋ္ဌံအဝတ်ကို၎င်းယာနံရှင်ကို၎င်းမလကန္တဝိလေပဏပါဏန္တနန္တပြောင်းကို၎င်းတရားဝတ္ထပတိပိယံကျောင်းအိယနေယစီမိကို၎င်း ကတပိလူတတိနာဟောတိမဖြစ်ဘေကံစွန်ကြဲခြင်းအလူဒါနတခုမှချွတ်တဲ့နေလူဘဝထုစွန်ရဲအကျော်ယမကအဟုတ်ယင်ပန်းနန္ဒာနန္ဒာပြောင်းအိယာနေယာစီမီဆိုပြီးတော့လူဘဝထု10ခုရှိပါတယ်ဒီ10မျိုးသောလူဘဝထုတွေကိုပဲလူလိမရှိဘူးတဲ့ပဲလူလိမရှိတဲ့အတွက်ကြောင့်ဘာဖြစ်လဲ သောတိနာကမ္မိနာအိယံတမတိနာအိယံတမတိနိနာကာယတအဘိဓါပရမရဏအပယဒုက္ခတေဝိနိပါဒဏိရိယဥပပိစ္ဆတိမပေးလျုံတတ်တဲ့ကြောင့်ငရဲရောက်တာတော့မဟုတ်ပါဘူးမိမိရဲ့ဈီးရင်ဥစ္စာတွေအပေါ်၌သောတိယဘုံနာကြီးတို့ကဲ့သို့ဒေတတတ်မဲ့တဲ့ဒနလောဘကိုအခြေခံ၍အပင်ရဲ့ရောက်ခြင်းဖြစ်တယ်။ဒါကြောင့်သောထုပုဂ္ဂိုလ်သည် ဧဝံဤသောတမတေနပြည့်ပြည့်စုံစုံပြည့်ခြင်း၍ထာသောဧဝံဤသောတမတေနနကောင်းစွာဆောက်တည်၍ထာသောဒီနကံဒီနထုနှမျောဇင်းနေခြင်းဆိုတဲ့အကုသိုလ်ကံကြောင့်ကာယတာကိုခန္ဓာဤပေဒပျက်စီးခြင်းကြောင့်ပရမရဏသုတိပြည့်ကျွေတေလွန်ဒီမှနောက်ကာလ၌အဘယံဆန္ဒဟု၍ညီမွေးများမရှိသောဒုက္ကတိမကောင်းမှုပြုသူသူစိတ်တော်မှတို့ဤလာရောက်ရာဖြစ်သောဝိနိပါဒအလိုအားသာဆန္ဒကျင့်လျက် ဘယောဖယပြောခွဲပြစီဖြစ်အကြောက်ရာဖြစ်သောနိရိယငရဲ့တို့ဥပပိစ္ဆတိကရောက်တတ်ပေ၏မိမိစည်းစိမ်ဥစ္စာအပေါ်မှာတွေ့တတ်တဲ့နေတဲ့ဒနလောဘကိုအခြေခံပြီးတော့ပြည့်ပြည့်စုံစုံတွေ့တတ်တဲ့မှုလောဘတရားကြောင့်ဒီဒီအချမ်းမဲ့၌အဘယ်ဒုက္ခတိရောက်နိုင်လဲမရရောက်နိုင်ကိုစည်းစိမ်အပေါ်ကိုတွေ့တတ်တဲ့ထာဘာဖြစ်ရမလဲဒီလိုတော့မဟုတ်ဘူးနော် ဘုန်းကြီးတို့ဒီအဘိဓမ္မာစီကံလေးတကုရှိပါတယ်ဘရဝတအုမှာမကောင်းတဲ့ဘက်ကကြည့်ရင်လည်းအမိကိုတားခြင်းအဖကိုတားခြင်းယဟန္တာပုဂ္ဂိုလ်အတားခြင်းဘုရားရှင်အတွေ့အကြုံတည်စေခြင်းတန်ခါသွင်းခွဲခြင်းဆိုတဲ့ကံကြီး၅ခုလွန်ကျူးထားမှုမရှိဘူးနောက်တစ်ခုကံကံရဲ့အကျိုးကိုလုံးဝပစ်ပယ်နေတဲ့နတ္တိကဒိဋ္ဌိအဟိတုကဒိဋ္ဌိအဂရိယဒိဋ္ဌိခေါ်တဲ့မိစ္ဆာဒိဋ္ဌိကြီးသုံးခုလည်းမရှိဘူးထား မြေတ္တမိစ္ဆာဒိဋ္ဌိလည်းမရှိဘူးသားမကောင်းတဲ့ဘက်ကအဲ့ဒီကံကြီး၅ခုနဲ့မြေတ္တမိစ္ဆာဒိဋ္ဌိရှိနေတဲ့ပုဂ္ဂိုလ်တွေကကံကြီး၅ခုကိုလွန်တိထားတဲ့ပုဂ္ဂိုလ်တွေကတတိယဈာမနဲ့ကျင်းပြီးအပယ်ရောက်တဲ့ဘုရားတော်မှတားလို့မရအောင်အဇတတတလို့ပေါ့နော်မြေတ္တမိစ္ဆာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ကတော့တတိတန်အောင်ဒီအယူဝါဒကိုမစွန့်နှုတ်ခဲ့ဘူးဆိုရင်တော့ငြိမ်းကျင်းပြီးရောက်တယ်မသေးခင်စัจ जा မစွန့်လို့ တမ္မာတိတိယူဝါဒကိုပြောင်းပြီးတော့ကျင့်ကြံကြောကိုပေါ်မြတ်အထုတ်ခဲ့လို့ဒုတမ္မာတိတိဥဆောင်နေတဲ့ကံကြီးကအကျိုးပေးဖို့ရန်အခါခွင့်သိရင်တပည့်တုပ္ပတိရောက်နေတဲ့သဘောရှိတယ်။ဒီတော့မကောင်းတဲ့ဘက်ကလည်းအဲ့ဒီကံကြီး၅ခုတော့မဟုတ်၆ခုမရှိဘူးထား။ကောင်းတဲ့ဘက်ကလည်းဇန်တရားတွေခင်ခင်ခန့်ကမရှိဘူးတော့မဟုတ်ဝိပဿနာဉာဏ်ဤခင်ခင်ခန့်ကမရခဲ့ဘူးဆိုရင်ထိုပုဂ္ဂိုလ်အတွက်အရေးကြီးဆုံးတော့အချိန်ကာလတစ်ခုကိုတတ်မှတ်ပြောပါဆိုရင်တော့ဒေဂန်နိကာလဖြစ်ပါတယ် ဒီကဏိကာလမှာနောက်ဆုံးဆောတော့တဲ့ဇောကိုမရဏတဏ္ဍာဇောလို့ခေါ်တယ်။နောက်ဆုံးဖြစ်ပေါ်သွားတဲ့ဒီဘဝပေတဲ့ဘဝမှာပေါ့။ဒီကဏိကာလမှာနောက်ဆုံးဖြစ်ပေါ်သွားတဲ့ဝိသိစိတ်အစဉ်ကိုမရဏတဏ္ဍာဇောဝိသိလို့ခေါ်တယ်။အဲ့ဒီမရဏတဏ္ဍာဇောဝိသိထဲမှာပါနေတဲ့ဇောစိတ်ဒီဒီအကုသိုလ်ဇောဖြစ်ခဲ့မယ်ဆိုရင်ကြည့်ပြီးအပေရောက်တယ်။ကုသိုလ်ဇောဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်းတဏ္ဍာကြီးမဆုံးသေးတဲ့ပုဂ္ဂိုလ်တွေအတွက်ပေါ့။မန္တရာကြီးမဆုံးသေးတဲ့ပုဂ္ဂိုလ်ရဲ့အတွက်အဲ့ဒီမရဏတဏ္ဍာဇောတိကုသိုလ်ဇောဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်းကောင်းရာတိကတိကျင်းပြီးအိကံရောက်တယ် ဒီမရဏတဏ္ဍသောကကုသိုလ်သောဖြစ်အကုသိုလ်သောဖြစ်အတွက်ကဘာနဲ့ဆက်ဆက်နေတယ်ဆိုတော့အကုသိုလ်သောဖြစ်မှာကတော့ဘုနကရာဂဖြစ်လောက်တဲ့အာယုံဒေါသဖြစ်လောက်တဲ့အာယုံမောဟဖြစ်လောက်တဲ့အာယုံတွေကိုမိမိကဒေကန်ဤကလာမှာနှလုံးသွင်းခဲ့မယ်ဆိုရင်ရာဂဒေါသမောဟဖြစ်ဖို့များတယ်ကုသိုလ်သောဖြစ်ဖို့ကြတော့ယုတ်တင်ပြင်ဆင်မှုဆိုတာလိုအပ်ပါတယ်ယုတ်တင်ပြင်ဆင်မှုမှာဒါနလည်းရှိတယ်သီလလည်းရှိတယ်သမထလည်းရှိတယ်ဝိပဿနာလည်းရှိတယ် ဒါနကတော့သူကအကျိုးပေးဖို့ရအခါခွင့်သိရင်တော့ဒါလည်းကြိုတင်ပြင်ဆင်ထားခဲ့တဲ့အတွက်အကျိုးပေးနိုင်တဲ့ဆွမ်းအားရှိတယ်။အခါခွင့်မသိရင် အကျိုးမပေးနိုင်သေးဘူး။ဒီလဟာလည်းအခါခွင့်သိလို့အကျိုးပေးနိုင်တဲ့ဆွမ်းအားရှိခဲ့ရင်တော့အကျိုးပေးမှာပဲ။အခါခွင့်မသိရင်လည်းသူကအကျိုးမပေးဘဲတော့လည်းရှိချင်ရှိအောင်မယ်။နောက်တစ်ချိန်တော့အကျိုးပေးမှာပေါ့။မမထကတော့ဇန်ဒီကတည်တည်တံ့အောင်မလျော့ကြခဲ့ဘူးဆိုရင်တော့သူကအကျိုးပေးမြဲပါတယ်။ဒီကဏ္ဍီကာလမှာဖြစ်စေ မသေးခင်စัจ जा တစ်ချိန်မှာပဲဖြစ်စီဒီဇန်ကြီးကလျော့ကြတော့ဆိုရင်လူလည်းအကျိုးပေးဖို့ရအခါခွဲမသိတော့ဝိပဿနာဉာဏ်ကြီးကရင့်ကျက်ခဲ့မယ်ဆိုလို့ရှိရင်အ ਨੇ ဆုံးအဖြစ်နာမရူပပရိစ္ဆေဒဉာဏ်နဲ့ပြည့်စုံပရိကဉာဏ်လောက်ရရှိခဲ့မယ်ဆိုရင်တော့လတ္တတာသောလတ္တပတိထောသတိဖြင့်အထကရာမျိုးမှာဖော်ပြထားပါတယ်။သာသနာတော်မှာထောက်ရတရားရရှိတော်မူဖြစ်တယ်။ဒါကြောင့် ကောင်းတဲ့ဘက်ကလည်းအဲ့ဒီလိုကျင်းပေတဲ့ကံဉာဏ်ကိုပြည့်စုံပြည့်ထောင်ဖို့မရှိဘူး။မကောင်းတဲ့ဘက်ကလည်းကံကြီး၅ပါးတော့ဖို့ကိုယ်ကပြောခဲ့တယ်။ညိတမိစ္ဆာတိတိအဝင်အပါဖြစ်တဲ့ကံကြီး၆မျိုးမရှိခဲ့ဘူး။ဆိုရင်ထိုပုဂ္ဂိုလ်ရဲ့အတွက်မရဏဒါနသောအချင်းခံမတအရေးကြီးဆုံးပဲ။မရဏဒါနသောဒီအကုသိုလ်သောဖြစ်ခဲ့မယ်ဆိုရင်ကျင်းဒီအပယ်ရောက်တယ်။မရဏဒါနသောဒီကုသိုလ်သောဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကောင်းရာတုဂတိကျင်းဒီရောက်မယ်။ တသက်တာကလဘလုံးမိမိကလည်းအမတန်နှမျောတယ်ခုနကဒေါရိယဘုံနာကြီးတို့ပေါ့ဤစဉ်ဥစ္စာတက်ရှိတတ်တဲ့ကာမဝဋ်ထုအဆုစုအပေါ်၌တွေ့တာတတ်မယ်လို့ဒီအိုဒီအိမ်နဲ့မခွဲမခွာဖက်နဲ့တကယ်လုံးနေထိုင်လာတဲ့ပုဂ္ဂိုလ်တဦးကဒေဂန်နိကလည်းဤစဉ်ဒီနေနဲ့ဒီအိုဒီအိမ်နေနဲ့ဒီတက်ရှိတတ်တဲ့ကာမဝဋ်ထုအဆုစုတွေနဲ့နောင်တဖန်မတွေ့တော့ခွဲခြင်းဖြင့်ကျင်းပြီးခွဲရတော့မယ်ဆိုရင်စိတ်တည်းလေးဖြစ်မယ်စဉ်းစားတာကြည့်ရခုလိုခဏခိတ္တအကြောင်းလာပြီး ဉာဏ်ဉာဏ်ရဲ့ခလေးခဏဥပုပ်လာစံတောင်မှအိမ်ကိုသိစိတ်မချတဲ့ပုံကိုယ်တွေဒီထဲမှာပါဘူးလား။ဗာနေတယ်ခဏလေးခွဲရ။ဟိုမှာကနောက်တစ်ဖက်မတွေ့တော့ခွဲခြင်းဖြစ်ခြင်းဒီခွဲရတော့မယ်။ဒုချင်းကမှဘယ်လိုဖြစ်မလဲဆိုတာစဉ်းစားကြည့်ရအောင်။ဒါကြောင့်ခုဒီနေရာမှာကမလှူရမတန်းရဆိုတာကမလှူမတန်းခြင်းကြောင့်အပယ်ရောက်တာတော့မဟုတ်ဘူး။လူဘဝဋ်ထုပစ္စည်းစုလို့တမအထာထာအပ်တဲ့မိမိရဲ့ကြီးကျယ်ဥစ္စာတွေအပေါ်နဲ့ ကိုယ်တတ်မဲ့နေတဲ့ဒနလောဘကိုအခြေခံပြီးတော့အပင်ရောက်သွားတယ်။နှမျောစင်းနေတဲ့ပုဂ္ဂိုလ်ပဲ။ကဲအကြေးအပင်မရောက်ဘူးဆိုလို့ရှိရင်ဘာဖြစ်မလဲ။နောဇေကာတာပိတံပရမရဏအပ္ပယဒုက္ခတေဥနိပါဒနိရိယဥပပစ္စတိသစေမနုတတအခေစတိယထာယတာပစ္စဇယတိအပ္ပဘောဂောဟောတိအပ္ပဘောဂတံဝတိနိကဧတမနဝပတိပဒယတိဒါနတတဟောတိပမနတဝပမနတဝါ အနံပါဏဝဋ္ဌယနာမလကန္တဝိလေပဏတရားဝတ္တပတိပိယံဒီကရောဒုက္ခလူရင်အကြယေများဒေဒီအချမ်းမဲ့အဘယ်ဒုက္ခကိုမရောက်ဖို့ပဲထားလူမြေလူလောကတော့အကြယေရောက်ရှိလာခဲ့မယ်ဆိုရင်ဘယ်မျိုးတော်မှာပဲလူဖြစ်ဖြစ်ခြေလျာဘဝမှာအဘဘောကစီးစဉ်ဥစ္စာနှစ်ပါးဆင်းရဲတဲ့ပုဂ္ဂိုလ်ဖြစ်ရတယ် ဒီလိုမပေးရမလှရမတန်းရခြင်းဆိုတဲ့ကျင့်ပฏิပတ်သည်ရောက်လျာဘဝမှာဆင်းရဲဒုက္ခသို့မဟုတ်စည်းစိမ်ဥစ္စာနေပါရခြင်းအကြောင်းရင်းတစ်ခုဖြစ်တဲ့စည်းစိမ်ဥစ္စာနေပါဖို့ရန်အတွက်ကျင့်ဝတ်တစ်မျိုးဖြစ်တယ်